ထရိုက်တာပြည်ဟင်းတီဟာရုပ်ပြောဆိုချက်တွေကိုပြန်လဲတုတ်ပြလာတဲ့လွမ်းပိုင်2019ခုနှစ်မှာလွမ်းပိုင်ဆိုတဲ့နာမည်ကရှိပြီးသားမို့ပြည်ဟင်းတီဟာနဲ့ရိုက်မှာမင်းသားဖြစ်လာတာမဟုတ်ကြောင်းလွမ်းပိုင်ကပြောပြလာခဲ့ပါတယ်ထရိုက်တာပြည်ဟင်းတီဟာကတော့ပကမာမင်းသမီးနန်းဆွေဒီဆိုနဲ့ဘာဖြစ်ခဲ့လဲဆိုတာကိုမင်းအသိဆုံးပါဆိုတဲ့စတဲ့အတုံးတော့မြပါဝင်ရေးသားခဲ့ပြီး လွမ်းပိုင်ကိုတက်စိန်ခေါ်ခဲ့တာပါပြင်းတီကကိုရိုင်းကလည်းသူထွက်ရှိခဲ့တဲ့တခြင်းတွေနဲ့စကားတွေရက်ကူဖို့အတွက် လာရောက်ဝယ်ယူခဲ့တာဖြစ်ပြီးငပေါ်ကားတွေကိုရိုက်တဲ့ကောင်လို့တုံ့နှုံခဲ့တာပါပြင်းတီဟာရဲ့စိန်ခေါ်ချက်တွေကိုလွမ်းပိုင်ကတော့လွန်ခဲ့တဲ့မိနစ်ပိုင်းကပဲပြက်လက်ဖြေရှင်းထားခဲ့တာကိုတွေ့ရပါတယ်နိုင်ငံသားကနေရုပ်ရှင်လောကကအတွင်သတင်းတွေကိုဖော်ကောင်းလုပ်နေတဲ့ဖြည့်ဟင်းတီဟာကို နာမည်တက်ပြီးတော့တခြင်းတပုံးနဲ့တုတ်ပြလိုက်တဲ့လွမ်းပိုင်အနုပညာလောကထဲမှာအော်အုံမြမြိုင်ဖြစ်နေတဲ့ကိစ္စတစ်ခုကတော့အစောရောလွမ်းပိုင်ကတော့သူ့ကိုအတွင်းရေးတွေနဲ့လိုက်ဖော်နေတဲ့ဒရိုက်တာပြင်းတီဟာကိုတခြင်းတပုံးနဲ့ဒက်ဆူလိုက်တဲ့ကိစ္စတစ်ခုပါအရင်ဆုံးဒီဆလိုက်ရဲ့အစာကိုပြန်ကြည့်လိုက်ရအောင် ဒရိုက်တာပြည်ဟင်းတရားကတော့တစ်ချိန်ကမြန်မာနိုင်ငံမှာဟာသယုရှင်စကားများစွာကိုပြပြင်စွာနဲ့ရက်ကူခဲ့တဲ့ဒရိုက်တာတယောက်လည်းဖြစ်ပါတယ်။ပြည်သက်တချို့ကတော့သူ့ကိုပေါ်ကားခေါ်အရေးသွေးပိုင်းအားနေတဲ့ဇကာရိအများပြားရက်ကူတဲ့သူဖြစ်လို့သိကြမှာပါ။ဒါပေမဲ့လည်းအဲ့ဒီနောက်ပိုင်းမှာတော့သူကမြန်မာနိုင်ငံကနေအမေရိကန်နိုင်ငံကိုရောက်ရှိသွားခဲ့ပြီးပဲဖြစ်ပါတယ်။အဲ့ဒီအမေရိကကိုရောက်ရှိသွားတဲ့နောက်ပိုင်းမှာတော့ဒရိုက်တာပြေးတရားကမြန်မာနိုင်ငံကရုပ်ရှင်လောကသားတွေမင်းသားမင်းသမီးတွေရဲ့လူမသိသေးတဲ့အကြောင်းအရာတွေလုံးလုံးကျွကျွအကြောင်းအရာတွေနဲ့ သူ့ရဲ့လူမှုကွန်ရက်ကနေတဆယ်တောက်လျှောက်ကိုဖော်ထုတ်နေခဲ့တာပါဥပမာဘယ်မင်းသားကဘာလို့လုပ်တယ်ဘယ်မင်းသမီးနဲ့ဘယ်မင်းသားကဘလို့အခြေအနေမျိုးမှာရှိတယ်ဆိုတာကိုလည်းအကုန်လုံးဖော်ကောင်းလုပ်နေခဲ့တာပါအနုပညာရှင်တွေရဲ့အရှုပ်တော်ပုံတွေကိုလည်းအဆက်မပြတ်ဖော်ထုတ်လာခဲ့တဲ့သူပါဒီလိုမျိုးအတွင်းသည့်အစင်းသည့်အနုပညာရှင်တို့ကနေပြန်လည်ဖော်ထုတ်တာဖြစ်တဲ့အကြောင်းမြန်မာနိုင်ငံမှာရှိတဲ့အနုပညာလောကသားတော်တော်များများဟာပြင်းတရားကိုကြောက်ကြတယ်လို့ဆိုရမှာပဲဖြစ်ပါတယ် သူ့ရဲ့ပြစ်မှတ်ကြားကဖော်ထုတ်ခံရမှုတွေကြားမှာထိတ်ဆုံးကနေပေါဝင်လာတာကတော့မင်းသားမြမြနဲ့အစိုးရလွန်ပိုင်ပဲဖြစ်ပါတယ်။သူကတော့မြင့်မြတ်လို့ဆိုလိုက်တာနဲ့မူရီတောက်စားတာနဲ့ပတ်သက်လို့နောက်ပြီးတော့ဟိုမင်းသမီးနဲ့ပါလိုလိုညာလိုလိုပြစ်တင်ဝေဖန်ခဲ့တာပေါ့။အထူးသဖြင့်လွန်ပိုင်ကိုကြားတော့မင်းသမီးတော်ဖော်ရထားတဲ့ပတ်သက်လို့ပါလိုလိုညာလိုလိုဆိုတဲ့သတင်းတွေစတိုက်ဖော်ထုတ်ခဲ့တာပါ။ဒီလိုမျိုးနဲ့ပဲသူ့ရဲ့ဂုဏ်သိက္ခာကိုထိခိုက်စေတဲ့အတိုင်း တပတ်သက်ဖို့တို့တိုက်ခိုက်နေတာနဲ့ပတ်သက်ပြီးလွတ်မိုင်းကတော့အချိန်တော်ကြာချီတိတ်ဆိတ်နေခဲ့ပေမဲ့အခုချိန်မှာတော့လုံအောင်ကိုတီးမခံနိုင်တဲ့အဆုံးတချင်းတစ်ပုတ်နဲ့တရဝင်ပြန်လဲထုတ်ပြန်လာခဲ့တာပါဒီတုတ်ပြံမှုကတော့တာမန်တုတ်ပြံမှုမျိုးမဟုတ်ပါဘူး။လွန်မရဲ့သချင်းထဲမှာဒရိုက်တာပြီဟိတ်ဒီဟာရဲ့နာမည်ကိုတက်ထားပြီးတော့သူ့ရဲ့အကြောင်းကိုပါပြန်လဲဖော်ကောက်လုပ်လိုက်ပြီးတက်ဝန်ခဲတာလည်းဖြစ်ပါတယ်။လွန်မရဲ့သချင်းထဲမှာပေါ့အဓိကတုတ်ပြံချက်တွေကတော့တော်တော်လေးကိုမှပြင်ထန်ခဲ့ပါတယ်။ပထမအဦးဆုံးအနေနဲ့